မတော်တဆဆိုတာမျိုးအားလုံးကြုံကြမှာပါတချို့မတော်တဆတွေကအသေးခွဲလေးတွေပဲဖြစ်ပြီးတော့အချိန်တွေကြာလို့ပြန်တွေးကြည့်ကြမှာအမှတ်တရတစ်ခုအနည်းနဲ့ဒီဇိုင်းစိတ်ပြုံးကျန်ရေးခေတာမျိုးပါဒါပေမဲ့တချို့ကတော့သေးရပါပါပဲမတော်တဆဆိုတာမျိုးကတကယ်တော့မတင်မှတ်ထားတဲ့အမှားလေးတွေကနေပဲဖြစ်လာတာပါလူတိုင်းတတော်ဝါတိုင်းအမှားနဲ့မကင်းနိုင်ကြပါပဲတကယ်လို့အမှားတစ်ခုအတွက်ကိုယ့်ခလေးကိုဆုံးရှုံးရတော့မလို့ဖြစ်သွားမယ်ဆိုရင်တော့ဘယ်သူမှလက်ခံနိုင်ကြမှာမဟုတ်ပါဘူးဒီချင်းသိမ်းမကြီးကသူ့ကလေးတွေနဲ့ပြပြွှေရွှေရွှေစောင့်ဆော့ကစားနေကြတာပါ သူကဘေးမှာရေကန်တစ်ခုရှိနေတယ်ဆိုတာကိုတော့သတိမထားမိခဲ့ပါဘူး။နောက်ဆက်တွဲအနေနဲ့ချင်းသေးပေါလီကိုမတော်တဆရေထဲတွန်းချမိသွားခဲ့ပါတယ်။မိခင်စိတ်နဲ့ကြာရခတ်သွားရှာတဲ့ချင်းသေးမကြီးဟာချက်ချင်းပဲကလေးကိုပြန်စေဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အချိန်ချင်းကြာရှုံးနေတာကိုတွေ့ရမှာပါ။မိခင်မြစ်တာရဲ့တွန်းအားကြောင့်ချင်းသေးမကြီးကသူ့ကလေးကိုပြန်မကယ်နိုင်မခြင်းလုံးဝလက်မလျှော့ခဲ့ပါဘူး။ကံကောင်းစွာနဲ့နောက်ဆုံးမှာတော့ကလေးကိုပြန်ကယ်ဆယ်နိုင်ခဲ့ပြီးတော့တရားပါနောင်နောက်တစ်ခုကိုပြင်ဆင်ဝင်ရသွားခဲ့ပါတယ်။ပြိတ္တကြီးတို့ရောမထင်မှတ်တဲ့အမှားလေးတွေကနေမတော်တဆတွေ နောင်လာတွေခန်းစားရဘူးပါသလားဒီအရာတွေကိုရောအခုထိထွေးပွေထားတော့လားပြန်လည်ပြင်ဆင်ဝင်ရပြီကြပြီလားဆိုတာရင်းခွင့်သွားကြပါဦးနော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်ပရိသတ်တို့ဗီဒီယိုထဲမှာကြည့်လိုက်ရင်ဒီလူတွေကလင်းရင်တစည်းကိုဖက်ပြီးနဗန်းလုံးနေတာလို့ထင်ကောင်းထင်သွားနိုင်ပါတယ်တကယ်တော့မဟုတ်ပါဘူးဒီလင်းရင်ရဲ့ထူးခြားချက်ကသူ့မှာအစင်းမီးနှလုံးသာပါတာပဲဖြစ်ပါတယ်အရှိမဘီးကြီးပါပြီးတော့အနောက်မှာဘီးသေးပဲပါတာကလေရင်ရဲ့ weight ကိုအတော်လေးကိုလျှော့ချပေးနိုင်ပါတယ်။စိတ်မကောင်းစရာကလေရင်အတောင်ကြီးကရှေ့လျားလုံးနေတာပါ ။လေယာဉ်ဆင်းသက်တဲ့အချိန်တိုင်းအလျား30မီတာလောက်ထိကျဲတဲ့လေယာဉ်အတောင်တွေကိုဘီလုံးလေးနှလုံးထဲနဲ့ဟန်ချက်ထိန်းဖို့ဆိုတာဘလို့မှမဖြစ်နိုင်ပါဘူး။ဒါကြောင့်ဟန်ချက်မညီတာတွေဖြစ်တတ်ပြီးတော့လေရင်အတောင်တစ်ဖက်ကစောင်းပြီးတော့မြေပြင်နဲ့မကြခဏပုတ်တိုက်မိတတ်ပါတယ်။ဒီလိုဟန်ချက်မညီတဲ့ပြဿနာကိုဖြေရှင်းဖို့အတွက်မြေပေါ်ကနေလေရင်ပြန်တက်တဲ့အခါမှာအခုလိုထောက်ပီးတွေကိုအသုံးပြုတတ်ပါတယ်။လေရင်ရဲ့အတောင်တစ်ဖက်ကိုထောက်ပီးနဲ့ထောက်ထားပြီးကျန်တဲ့တစ်ဖက်ကိုတော့လေရင်ကွင်းကတာဝန်ရှိသူတွေကပဲဖတ်ပြီးတော့ထိန်းသိမ်းထားရတာမျိုးပေါ့။ ဘလို့ပဲဖြစ်ဖြစ်ဒီနီလန်းကမြေပြင်ကနေပြန်တက်တဲ့အခါပဲအသုံးဝင်ပြီးတော့မြေပြင်ပေါ်ကိုဆင်းသက်တဲ့အခါမှာတော့လေရင်ရဲ့အတောင်တစ်ဖက်ကစောင်းရင်းစောင်းစဲဖြစ်နေ ਉ မှာပါ။ဒါကြောင့်ပဲလုံခြုံရေးအတွက်လေရင်ဆင်းသက်မဲ့အချိန်တိုင်းအထူးရင်တစည်းကအခုလိုထွက်ချက်မပါလိုက်နေရတော့တာပေါ့။ပြည်သက်ကြီးလို့ဆိုရင်ရောဒီလိုဟန်ချက်မညီတဲ့လေရင်မျိုးစီရဲကြရဲ့လား။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။တဲတွေမှာဒံရရီကိုပူတာနိုင်စမ်းရှိတယ်လို့ပြောရင်ပြည်သက်တို့ယုံနိုင်ကြရဲ့လားတရုတ်နိုင်ငံနဲ့ဂျပန်နိုင်ငံကလူတွေကတော့ယုံကြပါဗျ သူတို့ကခန္ဓာကိုယ်ကိုသဲပူပူထဲမှာစိမ့်ပေးတာကသွေးလက်ပတ်မှုကိုအကောင်းစေပြီးတော့နာကျင်ကြိုက်ခဲမှုတွေကိုတက်တာစေတယ်လို့ဆိုပါတယ်။ဒါရင်ပဲကမလဲသဲထဲမှာပါတဲ့တက်ထူစားတဲ့တွေကခန္ဓာကိုယ်ရဲ့ကလျှက်စစ်တက်ကိုထိန်းညီးပေးနိုင်ပြီးတော့ခုခံအားစနစ်လည်းတိုးလာစေတာပါ။ဒါကြောင့်ကြေးလက်ကလူတွေကတော့ကျန်းမာရေးကောင်းအောင်သဲတွေနဲ့အဆက်မပြတ်ထိတွေ့နေကြပါတယ်။မျိုးပေါ်ကမအားလက်တဲ့လူတွေအတွက်လည်းအားငယ်ဖို့မလိုပါဘူး။ဒါကြောင့်လဲဆိုတော့နေရာအနက်မှာသဲကုထုံစင်တာတွေဖွင့်လှစ်ပေးထားတာကြောင့်ပဲဖြစ်ပါတယ်။ ဒီစန္ဒာတွေမှာတဲထည့်တဲ့အထူးကံကြီးတွေတောင်ဝယ်ထားပြီးတော့တဲတွေကိုအပူချိန်၁၃၀ဒီဂရီမှာထိန်းချပေးထားပါတယ်။ကုထုံးခံယူမဲ့လူကတစ်ခါသုံးဝန်းစုံ၁၀ကိုဝစ်ပြီးရေးစိမ့်သလိုတဲထဲမှာစိတ်နေရုံပါပဲ။တချို့ဆိုကုထုံးခံယူရင်အပန်းပြေအောင်အိတ်တောင်အိတ်နေကြပါသေး။ဘလို့ပဲဆိုဆိုအပြင်ဘက်ကကြည့်ရင်တော့ဒီကုထုံးကခုခုကိုမြေမြုပ်ခံနေရတယ်လို့ခံစားရစီမှာအသေးချပါပဲ။ပြိတဲ့ကြီးတို့ရောတဲကုထုံးကိုဘလို့ထင်မြင်မိကြပါသလဲ။ခုမှနေမှာပြောသွားပေးကြပါအောင်နော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတူတင်ရှိပါတယ်ရှင်။